မကြာမယ့်အနာဂတ်မှာအရှမ်းလုံခြုံမှာရယ်ဆိုရက် blockchain ကိုပါလွယ်လွယ်လေး hack နိုင်တော့မယ့် quantum computer တွေပေါ်လာတော့မှာပါဒီနေ့ဗီဒီယိုမှာတော့မိတ်ဆွေတို့ရဲ့ crypto တွေကိုမိနစ်ပိုင်းအတွင်းအသာလေးခိုးသွားနိုင်တဲ့ quantum computer တွေအကြောင်းနဲ့သူတို့ရဲ့ရန်ကနေဘလို့ကဝယ်ဖို့ကြိုးစားနေကြရတဲ့ဆိုတော့ကိုပြောပြပေးသွားပါမယ် quantum computing ဆိုတာက computer အသစ်တစ်မျိုးပါ သူကထူးဆန်းတဲ့ quantum physics နေရာမတွေကိုသုံးပြီးတော့သက်ချမှုတွေလုပ်ပါတယ်။အခုသုံးနေတဲ့ computer ဖုန်းတွေရဲ့အခြေခံကိုအရင်ကြည့်အောင်ပါ။သူတို့က bit ဆိုတာကိုသုံးပါတယ်။ bit ဆိုတာကအရန် unit နဲ့ mikro တစ်ခုလိုပါပဲ။သူမှာအခြေအနေနှစ်ခုပဲရှိတယ်။အဖွင့် on ဒါကို1လို့သတ်မှတ်တယ်။နောက်တစ်ခုကတော့ a bit off ဒါကို0လို့သတ်မှတ်တယ်ပေါ့နော်။ ကွန်ပျူတာကဒီ0နဲ့1တွေကိုပဲအများကြီးဆက်ပြီးတော့အလုပ်လုပ်တာပါ။ quantum computer ကကြတော့ qubit ဆိုတော့သုံးပါရယ်။ qubit ကရိုးရိုးကွန်ပျူတာရဲ့လိုမျိုး0နဲ့1ဆိုတဲ့အခြေအနေနှစ်ခုကိုတစ်ခုပြီးမှတစ်ခုလာတာမျိုးမဟုတ်တော့ဘဲနဲ့တစ်ခုက0လည်းဖြစ်နိုင်တယ်။1လေးဖြစ်နိုင်တယ်ဒါမှမဟုတ်0ရော1ရောတစ်ခုလုံးကိုတပြိုင်တည်းလေးဖြစ်နေနိုင်ပါတယ် တာမက်ကွန်ပျူတာ bit ကပုံစံတစ်ပုဒ်ကိုတွက်ရင်ဝင်ကဘာထဲမှာလမ်းလိုက်ရှာသလိုပဲ land tick ကိုအရင်သွားကြည့်မယ်မဟုတ်ရင် land nick ကိုသွားမယ်ဒီလိုတစ်ခုပြီးမှတစ်ခုပဲလုပ်နိုင်ပါတယ် quantum computer qubit ကကြတော့ခင်နိုင်ခြင်းရှိတဲ့လမ်းကြောင်းတွေအားလုံးကိုတပြိုင်တည်းသွားနိုင်စွမ်းရှိပါတယ်အဲ့တော့အဖြေတွေကတစ်ခုချင်းစီတွက်တာမျိုးမဟုတ်တော့ဘဲနဲ့တပြိုင်တည်းဖြစ်နိုင်ခြင်းရှိတဲ့အဖြေတွေအားလုံးကိုတွက်နိုင်တယ်လို့ခင်သွားတာပေါ့ အဲ့တော့တာမန်ကွန်ပျူတာကနှစ်ရာပေါင်းထောင်ပေါင်းများစွာဖြည့်ရှင်ရမယ့်ပုံစံမျိုးကိုခွမ်းတန်ကွန်ပျူတာကမိနစ်ပိုင်း၊ဂါမဘဟုတ်နာရီပိုင်းအတွင်းဖြည့်ရှင်နိုင်တာပါ။ဒါကပုံမြန်တဲ့ PC သက်သက်မဟုတ်ပါဘူး။အလောလောတဲ့ပုံစံကိုကလုံးဝကွာခြားနေတာပါ။ Bitcoin နဲ့ Ethereum တို့လို crypto အများစုက public key cryptography ဆိုတဲ့စနစ်ကိုသုံးထားပါတယ်။အခုလက်ရှိမှာတာမန်ကွန်ပျူတာတွေက public key ကိုသိရုံနဲ့ private key ကိုဘလို့မှတွတ်ထုတ်လို့မရပါဘူး။ဒါကြောင့်လုံးကျုံနေတာပါ။ဒါပေမဲ့ quantum computer က shor's algorithm လို့ခေါ်တဲ့ trading တမျိုးကိုသုံးပြီးတော့အဲ့ဒီ private key ကိုအမြန်ဆုံးနည်းနဲ့တွတ်ထုတ်နိုင်စွမ်းရှိပါတယ်။ Shaw's algorithm ဆိုတာကတာမန်ကွန်ပျူတာတွေဖြည့်ရှင်းဖို့မဖြစ်နိုင်သလောက်ခက်ခဲတဲ့သင်္ချာပုံစံတွေကိုအလွယ်တကူဖြည့်ရှင်းနိုင်အောင်တီထွင်ထားတဲ့ quantum threading ဖြစ်ပါတယ်။ရှင်းရှင်းပြောရရင် hacker က quantum computer နဲ့ကိုယ့်ရဲ့ private key ကိုခိုးနိုင်ပါတယ်။ကိုယ့်ပစံလွှဲလို့ public key ပေါ်သွားတာနဲ့အဲ့ဒါကိုသုံးပြီးတော့ private key ကိုချက်ချင်းတွတ်ထုတ်နိုင်ပါတယ်။ private key ဒါရသွားရင်ကို wallet ထဲကပတ်စံတွေအကုန်လွှဲထုတ်နိုင်သွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကြားပြီးတော့အရန်မစိုးရင်တော့ပါနဲ့လောလောဆယ်တော့အဆင်ပြေနေပါသေးတယ်။အခုလက်ရှိ quantum computer တွေကတိတိလေးတွေပဲရှိပါသေးတယ်။သူတို့ကသူတေသနာလုပ်ဖို့တော့ပဲသုံးလို့ရပြီးတော့ crypto ကိုဖောက်နိုင်တဲ့အဆင်အရောက်သေးပါဘူး။ crypto ကိုဖောက်နိုင်ဖို့တင်းငိမ့်တဲ့ cubic ထောင်ပေါင်းတန်းပေါင်းများစွာလိုအပ်ပါသေးတယ်။ဒီညာရှယ်အများစုကတော့ တကယ်အန်ဒီရရှိတဲ့ quantum computer တွေပေါ်လာဖို့နောက်ထပ်10နှစ်ကနေနှစ်20ကြာလောက်လိုအောင်မယ်လို့ခန့်မှန်းကြပါတယ်။ဒါပေမဲ့ hacker တွေက အခုချိန်မှာလူတွေရဲ့ app crack လုပ်ထားတဲ့ blockchain data တွေကို copy ကူးပြီးတော့စုထားနိုင်ပါတယ်။နောက်တစ်ချိန် quantum computer အစံသစ်ဖြစ်လာမှအဲ့ဒီ data တွေကိုပြန်ဖော်ထုတ်ပြီးတော့ private key ကိုခိုးနိုင်ပါတယ်။ crypto developer တွေကလည်း DNDA ကိုသိလို့ကြိုပြီးတော့ပြင်ဆင်နေပါတယ်။ blockchain တွေက quantum computer တွေမဖောက်နိုင်တဲ့ quantum resistant algorithm လိုမျိုး algorithm အသစ်တွေကိုပြောင်းလဲဖို့သုတေသနသုံးနေကြပါပြီ။ဥပမာ Ethereum မှာဆိုရင် ERC 4337လို့ account abstraction နည်းပညာတွေက user တွေရဲ့ account တွေကိုအနာဂတ်မှာ quantum safe key အသစ်တွေစီအလွယ်တကူပြောင်းလို့ရအောင်လုပ်ပေးထားပါတယ်။နောက်ပြီးတော့ Bitcoin မှာပတ်စံလက်ခံတဲ့ address ကိုတစ်ခါပဲသုံးပြီးတော့ပတ်စံပြန်မလွှဲသေးရင် public key က ပုံမလာသေးဘူး။ဒါကြောင့်လိမ့်စာတစ်ခုကိုအချိန်ချင်းပြန်မသုံးတာကလုံခြုံရေးကိုပိုတိုးစေပါရဲ့။ Coin တိုင်းကတော့ NDA ရှိတာချင်းမတူပါဘူး။ Bitcoin, Ethereum တို့လိုမျိုး coin အကြီးတွေကသုံးထားတဲ့ ECTSA signature တွေက quantum computer နဲ့ဖောက်လို့ရပါတယ်။ ECDSA ဆိုတာက elliptic curve digital signature algorithm ကိုခေါ်တာပါ ဒီပတ်စံငါတကယ်လွှဲတာပါလို့ကိုယ့်ရဲ့ private key နဲ့လက်မှတ်ထိုးသက်သေကြတဲ့နည်းပညာပေါ့အထူးသဖြင့် Bitcoin မှာဆိုရင်2009 2010လိမ့်စာအဟောင်း P2PK တွေဒါမှမဟုတ်ပတ်စံတစ်ခါလွှဲပြီးသားလိမ့်စာ P2PKH တွေက public key တွေပေါ်ပြီးသားမို့လို့ quantum computer တွေပေါ်လာတာနဲ့အရင်ဆုံးအခုတ်ခံရနိုင်ပါတယ်လေးလာမှုတွေအရ Bitcoin wallet တွေရဲ့25%လောက်ကဒီလိုအန္တရာယ်ရှိတဲ့ address တွေထဲမှာရှိနေတုံးဖြစ်လို့ဆိုပါတယ်တချို့ကွန်တွေကတော့ဒီပြဿနာကို ဖြည့်ရှင်ဖို့တီးတန်းတိစောက်ထားတာပါဥပမာ quantum resistant ledger QRL ဆိုရင် hash based signature SMSS ကိုသုံးထားပါတယ် algorithm ဆိုရင်လည်း NIST ကအသေးမပြုထားတဲ့ falcon signature ကိုသုံးထားပါတယ်အထူးချုပ်ပြောရရင် quantum computing က crypto လောကအတွက်တကယ်အရေးကြီးတဲ့ထိန်းချုပ်မှုတစ်ခုပါဒါပေမဲ့အရန်ကြောက်သွားစရာတော့မလိုသေးပါဘူးဒီအန်ဒီရကအခုချက်ချင်းဖြစ်မှာမဟုတ်ဖဲနဲ့နောက်ဆယ်စုနှစ်တခုနှစ်ခုလောက်မှမှခင်လာနိုင် င်တာပါအဲ့ဒီအချိန်မတိုင်ခင်မှာ Bitcoin တို့ Ethereum တို့လိုမျိုး blockchain ကြီးတွေကလည်း quantum proof ဖြစ်အောင်အစင်းညင့်တင်ပြီးသားထင်နေလာပါပြီ crypto beginner တွေအနေနဲ့လုံနိုင်တာကတော့ဖြစ်နိုင်ရင်ကိုယ့်ရဲ့ wallet address တွေကိုတစ်ခါပဲသုံးတာကိုယ့်ရဲ့ပတ်စံတွေကိုအဟောင်းဆုံး address တွေထဲမှာထည့်မထားဘဲနဲ့ address အသစ်တွေစီရွှေ့ထားတာကိုယ်ကင်ထားတဲ့ coin တွေက quantum safe aggregate တွေလို့ပို့အစီအစဉ်ရှိမရှိကိုစောင့်ကြည့်လေ့လာနေဖို့ပါပဲ ။ဒါလောက်ဆိုရင်တော့ crypto လောကကိုချိန်ရှောင်နေတဲ့ quantum computer တွေအကြောင်းကိုတည်တင်းတဲ့လောက်တည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်တစ်ချိန်မှာ quantum safe ဖြစ်လာနိုင်တဲ့ crypto coin တွေကိုဝယ်ထားစီနေဆိုရင်တော့ကမ္ဘာပေါ်မှာလူသုံးအများဆုံး crypto exchange ဖြစ်တဲ့ Binance မှာဝယ်လို့ရပါတယ်။ ဘိုင်းနက်စကောင်းဖွင့်တဲ့အခါမှာအခုပြလာတဲ့ crypto market oracle ကိုထည့်ပြီးတော့ဖွင့်မယ်ဆိုရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ရဲ့20%ကိုတသက်သာ discount ရမယ့်အပြင်ကို user တွေအတွက် crypto market ဘက်ကနေပြီးတော့တိတက်လုပ်ပေးထားတဲ့ VIP group ကိုလည်းဝင်ခွင့်ရအောင်မှာဖြစ်ပါတယ်။ဒီ VIP group မှာဆိုရင် pro trader တွေကိုရိုင်းတင်ပေးနေတဲ့ market analysis တွေ trading scenario တွေနဲ့ up to date news တွေကိုအချိန်နဲ့တပြိုင်နက်ဖတ်လို့ရမှာဖြစ်ပါတယ်။ ဒါရီအပြင်ကိုပါခရစ်တိုမိတ်ဘက်ကနေပြီးတော့ကို user တွေအတွက်ဒီသက်လုပ်ပေးတဲ့ campaign တွေက reward တွေကိုလည်းအများကြီးထည့်ရနိုင်ပါသေးတယ်ဆိုတော့ဒီလိုမျိုးအခွင့်အရေးကောင်းတွေကိုလက်လွတ်မသွားအောင် Binance account ဖွင့်တဲ့အခါမှာ crypto mate ရဲ့ offer code ကိုသုံးပြီးဖွင့်ဖို့မမေ့ပါနဲ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ crypto mate ပါနောက်ဗီဒီယိုမှာပြန်တွေ့ရပေါ့